ံသူနိုင်ငံသားအပေါင်းဖေးရနေတဲ့အတွေ့အတွေ့ကကင်းဝေးပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့မက်စလာ9ရက်တောက်ကြနေအတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဈာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကောင်တီအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း။ လူအခွင့်ရေးဆိုင်ရာဒုတိယဝန်ကြီးခွန်ပဟန်းထံအားတာဝန်မှအနားယူခွင့်ပြုလိုက်တဲ့တဲ့စစ်တပ်ကတူတွေကနေ CDN ပြုလုပ်လာသူအကုန်လုံးဒီပါကိုဝက်လက်မှတ်တွေထုတ်ပေးထားပြီးဖြစ်တယ်လို့ပေါမောက်ခဒေါက်တာခင်မောင်လွင်ကအသိပေးလိုက်တဲ့တဲ့ဒေါနာစစ်ကြောင်းထံအလင်းဝင်ရောက်လာပြီးနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ်လှုပ်ဆောင်နေသူ23ဦးထိရှိတယ်ဆိုတဲ့တဲ့ ရေလေကျွန်းဒေသမှာအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်မိရှို့တပ်ဖြတ်မှုကြောင့်အ ਨੇ ဆုံးပြည်သူ၅ဦးသေဆုံးခဲ့တဲ့တဲ့င်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လည်းရေးဆန္ဒပြလူမှုသပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။ပထမအဆုံးတင်ဆက်ပေးမှာကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့င်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်ကိုမြင့်ဆောင်2025ကိုမတ်လ6ရက်မနေ့စနေနေ့မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တက်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးတက်ရောက်လာကြတဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှရှစ်မြင်းဆောင်2025မှာချမှတ်ထားသောရှိတ်လုပ်ငန်းစဉ်များနဲ့ ပတ်သက်တဲ့ပြီးစီးမှုအခြေအနေများဆက်လက်ဆောင်ရွက်ရန်ကြံ့ရှိနေတဲ့လုပ်ငန်းစဉ်များကိုခြားပြရှင်းလင်းပြီးတက်ရောက်လာတဲ့ဝင်ကြီးဌာနရဲ့တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်ချက်များကိုအကြံတဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါစည်းဝေးကိုပြည်အောင်စု ဝင်ကြီးချုပ်မန်ဝဲခိုင်တမ်းမှဦးဆောင်ကပြည်အောင်စုဝင်ကြီးများဒုတိယပြည်အောင်စုဝင်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အမြဲတမ်းအတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ ်တရားရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတည်င်းထုတ်ပြန်ထားပါတယ်ရှင်ဆက်လက်ပြီးတော့လူခွင့်ရေးဆိုင်ရာဒုတိယဝန်ကြီးခွန်ဘဟန်းထံအားတာဝန်မှ အနားယူဝင်ပြုလိုက်တဲ့တည်င်းကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးခွန်ဘဟန်းထံအားတာဝန်မှအနားယူဝင်ပြုလိုက်တယ်လို့ပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကဒီနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရအမိန့်အမှန်17မေဆောင်2025နဲ့အတူလူ့အခွင့်အရေးဆိုင်ရာဝင်ကြီးဌာနဒုတိယဝင်ကြီးခွန်ပဟန်းထံကိုတာဝန်ကအနားယူခွင့်ပြုလိုက်တာပါလူ့အခွင့်အရေးဆိုင်ရာဝင်ကြီးဌာနမှာဒုတိယဝင်ကြီးအဖြစ်နဲ့ခွန်ပဟန်းထံနဲ့ဥအောင်ကျော်မိုးတို့တာဝန်ယူထားတာဖြစ်ပြီးရောခွန်ပဟန်းထံကအနားယူသွားတဲ့အတွက်ဥအောင်ကျော်မိုးကဒုဝင်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်နေမှာဖြစ်ပါတယ်ခွန်ပဟန်းထံကိုလူ့အခွင့်အရေးဆိုင်ရာဒုဝင်ကြီးအဖြစ် ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH က2021ခုနှစ်မေလမှာခန့်အပ်တာဝန်ပေးခဲ့တာပါရှင်။အခုဆက်လက်ပြီးတော့စေတက္ကသိုလ်တွေကနေ CDN ပြည်လုံလာသူအကုန်လုံးဒီပါကိုဘွဲ့လက်မှတ်တွေ ထုတ်ပေးထားပြီးဖြစ်တယ်လို့ပမောက္ခ၆တာခင်မောင်တွင်အသိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျံဖက်စစ်ကောင်စီလက်အောက်ခံစေတက္ကသူတွေကနေ CDN ပြုတ်လုပ်လာသူအကုန်လုံးနှိပါကိုဘွဲ့လက်မှတ်တွေထုတ်ပေးတာနဲ့ ဖက်ဒရယ်စမတွေထုတ်ပေးထားတယ်လို့ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောက်စီ FHPC ဥက္ကဋ္ဌစင်းနေစင်းနှီးနယ်တက္ကသိုလ်များရဲ့အဓိပတိဖြစ်သူပမခဒေါက်တာခင်မောင်လေးကအသိပေးပြောကြားထားပါတယ်။အကျန်းဖက်စစ်ကောင်စီကစေတက္ကသိုလ်တွေမှာ2023ခုနှစ်ဒီဇင်ဘာကနေ2020ခုနှစ်ဒီဇင်ဘာအထိပညာသင်ယူပြီးစခဲ့တော့ဆရာဝန်1022ဦးကိုအမည်ပြည့်စည်ရင်သွင်းပြီးတော့ဘွဲနဲ့စာမမပေးတာနဲ့ပြပထွက်ခွာခွင့် ်ပညာဆက်လက်သင်ကြားခွင့်ပိတ်ပင်လိုက်တဲ့ဆိုပြီးတော့တင်းဌာနတွေက ရှေးသားဖော်ပြခဲ့တဲ့ပုံမှာအခုလို့ပြောကြားလိုက်တာပါကျွန်တော်အနေနဲ့ပြောပြရမယ်ဆိုရင်တော့အကုန်လုံးနှိပါကိုဘွဲလက်မှတ်တွေလည်းထုတ်ပေးပြီးပါပြီဖက်ဒရယ်ဆမတွေလည်းထုတ်ပေးထားပြီးပါပြီဗျတော်တော်များများလည်းနိုင်ငံတော်တော်တော်များများမှာရောက်နေကြပြီးရောအလုတ်ကင်တွေလည်းအဆင်ပြေနေကြပါပြီဘွဲလိုတင်တဲ့တွေလည်းကဘာအနှံ့မှာတက်နေကြပါပြီဗျ သူတို့ပေးထားတဲ့ဘွက်လည်းဘယ်သူမှလာယူမှာမဟုတ်ပါဘူးလို့ပေါမောက်ခဒေါက်တာခင်မောင်လွင်ကပြောပါတယ်။အကျဲမဖန်အာနာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ဆရာဝန်နဲ့အထူးကုဆရာဝန်တွေကဥဆောင်ပြီးတော့ဂျာကာလာတက္ကသိုလ်ကောင်စီအသီးသီးကိုဖွဲ့စည်းပြီးဘွက်လက်မှတ်တွေကိုပေးအပ်နေတာပါ။ Federal စာမတွေကို Federal ကျန်းမာရေးပညာရှင်များကောင်စီ Federal Health Professional Council FHPC ကနေထုတ်ပေးနေတာပါအမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်ခံဂျာကာလာစိတ်တက္ကသိုလ်ရဲ့အဓိကအားသာချက်ကကိုပိုင်စီမံအုပ်ချုပ်ခွင့်ရထားတာဖြစ်ပြီးတော့တင်ယိုးနှိုးရန်ကအစအတန်းဖွင့်လစ်တာတွေကိုပါလွတ်လပ်စွာဆောင်ရွက်တိုင်လို့လည်းသိရပါတယ်ရှင်။မမီတင်ဆက်ပေးမှာကတော့ဒေါနာစစ်ကြောင်းထံအလင်းဝင်ရောက်လာပြီးနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်လှုပ်ဆောင်နေသူ23အထိရှိရဆိုတဲ့သတင်းဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနလက်အောက်ခံ ဒေါနာစစ်ကြောင်းထံကိုအလင်းဝေရောက်လာပြီးနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြင့်လှုပ်ဆောင်နေသူ23ဦးထိရှိတယ်လို့ဒေါနာစစ်ကြောင်းထံကသိရပါတယ်။ဒေါနာစစ်ကြောင်းထံကိုအလင်းဝေရောက်လာသူအလုံးကအစံဖက်စစ်ကောင်စီရဲ့အာရမစစ်သားစုဆောင်ခြင်းခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။မိမိတို့ဒေါနာတရင်အနေနဲ့ CDM အလင်းဝေရောက်လာသူတွေကိုကောင်းမွန်စွာလက်ကမ်းထားလျက်ရှိပြီးယခုလက်ရှိတရင်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ပြည်သူ့ဘက်တော်သား 23ဦးရှိတယ်လို့မိဘပြည်သူများကို အသိပေးလိုပါတယ်လို့ဒေါနာစစ်ကြောင်းကအသိပေးထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်မှာလေမွန်ပြည်နယ်ရေးမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ခမာယ9ခုတက်မှာ အတင်းအာရမတပ်သားစုဆောင်းခံခဲ့ရပြီးတာဝန်ထမ်းဆောင်နေတဲ့တပ်သား2ဦးကဒေါနာတန်ရင်ထံကိုအလင်းဝင်ရောက်လာခဲ့ပါတယ်။အလင်းဝင်ရောက်လာခဲ့တဲ့တပ်သား2ဦးဟာလမ်းကင်းချိန်မှာနယ်မြေခံများကိုမေးမြန်းပြီးအလင်းဝင်ရောက်လာခြင်းဖြစ်ပြီး တသားနှစ်ဦးကတဦးကတော့တရင်နဲ့ပူပေါင်းပြီးရောအကျန်းဖက်စစ်ကောင်စီကို ပြန်တိုက်မှာဖြစ်တယ်လို့ဒေါနာစစ်ကြောင်းကပြောပါတယ်။အကျန်းဖက်စစ်ကောင်စီရဲ့အတင်းအဓမ္မတသားစုဆောင်ခံရသူများအပအဝင်ပြည်သူ့ဘက်ရက်တီလိုတဲ့တပ်မတော်သားများနဲ့ရက်တပ်ဖွဲ့ဝင်များအနေနဲ့လည်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတရင်နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့များနီးစက်ရတော်လည်တပ်ဖွဲ့များကိုချိတ်ဆက်ကအလင်းဝေရောက်နိုင်ကြောင်းအသိပေးဖိတ်ခေါ်ထားပါတယ်ရှင်။ အခုတခါမှာတော့ရေလေကျွန်းဒေသမှာအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်မိရှို့တပ်ဖြတ်မှုကြောင့်အ ਨੇ ဆုံးပြည်သူ၅ဦးသေဆုံးခဲ့တဲ့သတင်းကိုပြောပြပါမယ်။မကွေးတိုင်းပခုတ်ခုခိုင်ရေစကြိုမြို့နယ်ရေလေကျွန်းဒေသမြေဆွန်းတော်ကျေးရွာအုပ်စုမြေဆွန်းတော်ရွာမှာအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်မိရှို့တပ်ဖြတ်မှုကြောင့်အ ਨੇ ဆုံးပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့ရေစကြို Township Info Committee ထံမှသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ပခုတ်ခုတပ်မှတရားတဲ့ ရေစကြို296 250 258တို့မှအင်အား200ဝန်းကျင်ရှိတဲ့စစ်ကြောင်းကမက်စလာ2ရက်နေ့မနက်ပိုင်းမှစပြီးတော့မက်စလာ4ရက်နေ့အထိ3ရက်ဆက်တိုက်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ဝင်ရောက်စီးနှင်းကပြည်သူပိုင်ပစ္စည်းဥစ္စာတွေကိုခိုးယူလူရဲလုဆောင်ခဲ့တဲ့အပြင်ပြည်သူနေအိမ်တွေကိုပါရွာလုံးကျွတ်နှိပါမိရှုပ်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်စစ်ကြောင်းဝင်ရောက်လာချိန်မှာလွတ်အောင်ထွက်မပြေးနိုင်ကြတဲ့တက်ကြီးရွယ်တွေအပါအဝင် ဒေသခံပြည်သူတွေကိုတပ်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။အစံဖက်စစ်ကောင်စီတပ်သားတွေက အသက်80နှစ်ကျော်ဦးဟန်တင်အသက်60နှစ်အရွယ်ဦးထိမ့်မြင့်အသက်88နှစ်အရွယ်ဦးတန်မဏိအသက်60နှစ်အရွယ်ဒေါ်တန်းပြည့်နဲ့အသက်86နှစ်အရွယ်ဒေါ်လှငွေစတဲ့မြေဆိုးတော်ရွာဒေသခံပြည်သူတွေကိုတပ်ဖြတ်ထားခဲ့တယ်လို့ရေစကြိုတောင်ရှစ်အင်ဖိုကော်မတီထံမှလက်တလောဆေးအတည်ပြုနိုင်ခဲ့ပါတယ်။ သို့သောအကြပ်ဖက်စစ်ကောင်စီတပ်သားတွေကအချို့သောပြည်သူတွေကိုတပ်ဖြတ်ပြီးနေအိမ်တွေနဲ့အတူမီးရှို့အလောင်းဖြောင်းနိုင်ခဲ့တာဖြစ်ပြီးရောအခြားအတိမပြုတ်နိုင်တဲ့တပ်ဖြတ်ခံခဲ့ရသူတွေလည်းရှိနိုင်တယ်လို့ရေစတိုတောင်းရှိပ် info committee မှအသိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချိန်မဝေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရင်းမဲ့ပေမျိုးနဲ့မြောက်ချမ်းကျေးရွာတွေနဲ့လူလူတပိတ်ကအစမ်းဖက်စစ်တပ်စာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမဲ့ပေမျိုးနဲ့မြောက်ချမ်းကျေးရွာများတပိတ်နဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားတွေကိုကင်ဆယ်ပြီးအစမ်းဖက်စစ်တပ်စာရှုံးရေးဟစ်ကျွေးမှုတွေနဲ့ပြုလုပ်ခဲ့ကြတာပါ။ຫນွေဥမှာကျွေလင်းခဲ့ရတဲ့ရဲဘော်ကိုရင်မောင်ကြဆုံးချင်း3-6လပြည့်အဖြစ် တော်လန်ပြည်သူများဝင်းရံပြီးတော့ကြာဆုံးအာဇာနည်ရဲ့ဂူဘိတ်မရှင်မှာအလင်းဒီပြုဥညွင့်ရင်ကြာဆုံးအာဇာနည်အပေါင်းကိုကောင်းရာသူကတိလာဖို့စေချောင်းဆုတောင်းခဲ့တယ်ဆိုတာနဲ့အကျန်းဖက်စေအုပ်စုအာနာရှင်စနစ်အလုံးစုံပြတ်သုံးရေးတော်လန်ချစ်တက်ခဲ့ကြတယ်လို့သိရပါတယ်။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လက်ပတောင်းတောင်ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုတ်သမားအဖွဲ့အစည်းရဲ့ပုံမှန်33အရာ အကြံဖတ်စစ်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက် ILO Implement Article 33 on Myanmar Now 2025ကောင်းစဉ်နဲ့ဒီနေ့မှာလူမှုလှုပ်ရှားမှုတရက်ဆောင်ရွက်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုင်ဆွဲပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ။မကြခင်ကျင်းပတော့မယ့်အပြည်ပြည်ဆိုင်ရာအလုတ်သမားအဖွဲ့အစည်းရဲ့အစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံရေးအရာတိတိယောက်ယောက်အရေးယူနိုင်ရဲ့လူမှုလှုပ်ရှားမှုလူမှုအတန်ဖော်ဆောင်ကြဖို့လိုအပ်ပါတယ်။အာဏာရှင်တွေရဲ့စွန့်ညစ်ယုံမာမှုများကိုလည်းခေါင်းငုံမခံပဲတွန်းလှန်ကြဖို့တိုက်တွန်းပါတယ်လို့တပိတ်တာဝန်ရှိသူတို့ကပြောပါတယ်။ရင်းမပင်မျိုးနယ်ရဲ့နောက်ပြန်မလှည့်ချေးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လှန်ပြည်သူတွေကနောက်ပြန်မလှည့်ချေးဒီတော်လန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားတွေကိုင်ဆောင်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒါတော့ Maslow 9ရဲ့သတင်းတွေနဲ့ Noodle ဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။